စစ်ကောင်စီရဟရင်ကထမ်းမြမနေစံကတ္တနာပေါ်လေးလေးပိုင်းနေကိုကြော်ပြီးမြမဘဲကဒီဒေတာကိုပို့ကျတက်ခိုင်းနေတယ်လို့ထိုင်တဲ့ဌာနတွေမှာဖော်ပြပါတယ်ဒီကနေ့နေ့လယ်စနေနေ့လောက်မှာကတ္တနာပေါ်လေးလေးပိုင်းနေထဲကိုစစ်ကောင်စီရဟရင်ကကျူးကျော်ပြန်လန်းခတ်ပြီးတိကိနေစံဘက်ကတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုလေကြောင်းကပို့ကျတက်ခိုက်ခဲ့တာဖြစ်ပါတယ်ပေးတဲ့ဧပြီလ20ရက်နေ့ကထိုင်းမြန်မာနယ်စပ်အနာပုံမြစ်ချဖို့ ထိုင်းစစ်ဘက်ကမြန်မာစစ်ကောင်စီကိုတတိပိတ်ကြောင်းကြားထားတယ်လို့ဆိုပါတယ်။အခုလိုရဟာထိုင်းဆိုရရဲ့တတိပိတ်ချက်ပေကိုစစ်ကောင်စီဘက်ကလိမ်နာတာမရှိဘဲချိုးဖျက်လိုက်တာလို့တတင်းမှရှိသားထားပါတယ်။လက်ရှိမှာလေပိုင်းနဲ့ကြူကြော်ဝင်ရောက်မှုတွေကိုကာကွယ်နိုင်ဖို့ထိုင်းဘက်ကြံကန္တနာပူလီဒေတာကိုလျင်ပစ်လက်နက်တွေရွှေ့ပြောင်းနေတယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကကြူကြော်ဝင်ရောက်တဲ့နေရာဟာကန္တနာပူလီခရိုင်ထဲက ဖူနယွန်ဒေတာဖြစ်ပြီးမြန်မာဖေကတီဗီနေဆာစကန်နဲ့ဆက်စပ်တဲ့ဒေတာဖြစ်ပါတယ်။ပြီးတဲ့ဧပြီလ19ရက်နေ့ကထိထဗျူဟာစကန်ကိုကင်ယူတမဟာလီတမဟာမူဆော်ဖိုလီဦးဆောင်တဲ့ KNLA နဲ့ပြည်ထောင်ပူပေါင်းတပ်တွေကတည်ယူခဲ့တာပါ။ထိထဗျူဟာစကန်ကိုဟာထိုင်းမြန်မာတီဗီနေဆာစကန်နဲ့ဒဝဲတီဗီနေဆာကိုတွေ့ရန်ကြောင်းကိုစုံမှုထိချုပ်ရမှာ ရေးပါတဲ့စကံတစ်ခုလေးဖြစ်ပါတယ်